Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာပဲပရာကြော်လေးကြော်စားဖြစ်လို့ကြော်နီလေးလာပြီးတော့ညမပေးလိုက်ပါတယ်ရှင်အရင်ဆုံးဒါကတော့ပဲချမ်းဝါတညကိုရေစိမ်ပေးထားတာဖြစ်ပါတယ်ကျက်သွန်နေနဲ့နောက်ဆင်းထားတာရဲ့ဂျင်းအနှဲငယ်နဲ့ပြင်းတော်တဲ့ရွက်တွေပဲဖြစ်ပါတယ်ကဲဒါဆိုရင်ခုနကရေနဲ့စိမ်ပေးထားတဲ့ပဲဝါချမ်းတွေကိုဆက်နဲ့ချိန်ပေးလိုက်ပါမယ် โอเคဒီလောက်နေထားဆိုရင်ရပါပြီเนาะကဲကြိတ်ထားပြီးသားပဲချမ်းဝါတွေကိုစလုံးတစ်ခုထဲမှာထည့်ပေးလိုက်ပါမယ်ခုနကပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းတွေကတော့ကျက်ပုံနေနဲ့နောက်ပြီးတော့ဂျင်းရဲ့အရည်ကိုညှစ်ညှစ်ပေးလိုက်ပါမယ်เนาะနောက်ပြီးပြင်းတော်တဲ့ရဲ့တွေလည်းတစ်ခါတည်းထည့်ပေးလိုက်ပါမယ် အယတာမောက်တဆာအနေငယ်စက်တာမောက်အနေငယ်အချိုးမောက်နေငယ်တို့လည်းထည့်ပေးလိုက်ပါတယ်နော်အယောင်လှဖို့အတွက်စနွေးမောက်နေငယ်လည်းထည့်ပေးလိုက်ပါတယ်ပါဝင်ပစ္စည်းတွေအားလုံးထည့်ပေးပြီးဆိုရင်ဒီလိုမျိုးလေးနေပေးလိုက်ပါမယ် ကဲဒါတော့ပဲပြကြော်ကြော်ဖို့အတွက်မောက်နှင်လေးတွေပါပြီးတော့ဆက်ပေးပါမယ်အရင်ဆုံးဆံမောက်နှဆုံးထည့်ပေးလိုက်ပါတယ်အကျော်မောက်သမင်းစားဆုံးတောင်းဆုံးစားလောက်လည်းထည့်ပေးလိုက်ပါတယ်နောက်ပြီးမွေးတစိမ့်နဲ့ပဲအစိမ့်မောက်နှဆုံးစားလောက်ကိုလည်းထည့်ပေးလိုက်ပါတယ်နော်ရတာမောက်တက်ချက်တာမောက်အနည်းငယ်လေးထပ်ပြီးတော့ထည့်ပေးလိုက်ပြီးတော့ဒီလိုမျိုးတမအောင်ဝေပေးလိုက်ပါမယ် စနွေးမောက်အနေငယ်ထပ်ထည့်ပေးလိုက်ပါမယ်။အားလုံးတမတော်ပြီပြီဆိုရင်ရေအေးကိုနည်းနည်းချင်းစီထည့်ပြီးတော့ဖွေပေးလိုက်ပါမယ်။ โอเคဒီလိုမျိုးအနေထားဆိုရင်ရပါပြီเนาะဖြောထားတဲ့မောက်နှင်းလေးတွေကိုခုနကနဲ့ပေးထားတဲ့ပဲချမ်းဝါထဲမှာအကောင်လောက်လုံးထည့်ပေးလိုက်ပါမယ်ခုနကမောက်နှင်းဆက်တဲ့နေရာမှာရေအနှဲငယ်များသွားတဲ့အတွက်ကြောင့်ဆန်နှောက်တွေအနှဲငယ်ထပ်ထည့်ပေးလိုက်ပြီးတော့စစ်မပြက်လေးနဲ့ပေးလိုက်ပါတယ် ကဲဒါဆိုရင်ပဲပရကျော်စကြောပို့အတွက်အဆင်သင့်ဖြစ်ပါပြီเนาะအရင်ဆုံးစီပူအိုးထဲမှာပဲပရကျော်ကို ကိုကြက်နှစ်သက်ရာအလောင်းအကြီးအသေးပုံမူတည်ပြီးတော့လောက်နိုင်ပါတယ် ကဲပဲပြကြော်လေးတွေတစ်ဖက်သို့ညောင်နေနေတန်းလာပြီဆိုရင်တစ်ဖက်ကိုလှမ်းပေးလိုက်ပါမယ်နော်ကဲပဲပြကြော်လေးတွေအားလုံးအယောင်တွေတန်းလာပြီအကျက်တွေညီလာပြီဆိုရင်ဒီလိုမျိုးစကားလေးနဲ့ဆက်ပြီးတော့စီစစ်ပေးထားလိုက်ပါမယ်နော်ပြကြော်လေးစီးစစ်နေတဲ့အချိန်မှာသူနဲ့တွဲဖက်စားလို့ရတဲ့အချင်းကြီးလေးလာပြီးတော့လောက်ပေးလိုက်ပါမယ်။ အရင်ဆုံးကျစ်တုံဖြူနဲ့နန်းနန်းပင်အမြစ်တွေကိုထောင်းပေးလိုက်ပါတယ်မရောက်စီကိုရင်းနှွေးနဲ့အနေငယ်ဖြောပြီးမရောက်တိချက်မှောက်လေးထပ်ပေးလိုက်ပါမယ်ဒါတော့နန်းနန်းပင်အရွက်ပဲဖြစ်ပါတယ်ဒါဆိုရင်သူနဲ့တွဲဖက်စားတောင်းရတဲ့အချင်းရည်တစ်မျိုးရပါပြီ ကဲဒါဆိုရင်အယောင်ရောအနံ့ပါအရန်ပြီးမှွေးကြိုင်ပြီးတော့ကြွကြွရရနဲ့စားလို့ကောင်းတဲ့ပဲပရာကျော်လေးတပွဲရပါပြီနော်။ကဲစားကြပါအောင်ရှင်။